ကျွန်တော်ဒီနေ့တွေ့တယောစာဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာဆောင်းပါးလေးကိုရေးသားထားသူကတော့ဆရာကြီးမောင်တော်ကပဲဖြစ်ပါတယ်တယောစာဆောင်းပါးလေးကိုဖတ်ခွင့်ပြုပါရန်ဆရာကြီးသက်ဆိုင်သူမိသားစုဝင်များကိုကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်ရင်းပြည်ပမှ ချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံး ဘေးကင်းကြမှာကြပါစီဗျာအေးတော်ဘုံအောင့်ကူအောင်ရမည် ဇွေတတ္တိနဲ့ဖွဲတတ္တိတတ္တိကိုဖွင့်ဆိုတဲ့စုံမိတ်တွေမြောင်းစွာနဲ့ကမောင်တော်ကကြိုက်နဲ့တက်တဲ့ဖွင့်ဆိုချက်တစ်ခုကတတ္တိဆိုဒီမှာအကြောက်တရားကိုကြော်လွားနိုင်ခြင်းပင်ဖြစ်သည်ဆိုတဲ့တို့ဆောင်လူမျိုးတို့ရဲ့ထုံးကိုကြိုက်ဆုံးမေဟုတ်တယ်မကြောက်တတ်ရင်တတ္တိမရှိနိုင်ဘူးကြောက်စရာရှိတာကိုကြောက်ဖို့ကောင်းတဲ့အကြောင်းသိရှိထားပြီးမှဒီကြောက်တရားကိုဘလို့ဖယ်ရှားမေး ဘယ်ပုံတွန်းလံမဲဆိုတာကိုသိရှိပြီးလှုပ်ဆရာရှိတာကိုရဲဝင့်စွာလှုပ်ဆောင်နိုင်ခြင်းဟာတတ္တိအစ်စ်ပဲဖြစ်တယ်။ဟုတ်တယ်။ကြောက်ရခေါင်းမှန်မသိလို့လှုပ်ရတဲ့တတ္တိဟာ မယူရဲတတ္တိပဲဖြစ်တယ်။စစ်မှန်တဲ့တတ္တိမဖြစ်နိုင်ဘူး။မြမယဉ်ကျေးမှုနယ်ပယ်မှာဟီရိအော့တပ်ပါတယောက်ဆိုတာရှိတယ်။မကောင်းမှုကိုပြုရမှာရှက်ချင်းကြောက်ချင်းပဲ။ဒါဟာအမတန်ကောင်းတဲ့အချက်တရားအကြောက်တရားပဲဖြစ်တယ်။ ဒါဟာလိမ္မာရင်ကျဲတဲ့လူတွေရဲ့လက္ခဏာပဲဖြစ်တယ်။အဲ့ဒီကလွဲလို့ရှက်ချင်းကြောက်ရွံ့ခြင်းအာနာခြင်းကိုစဉ်းစားကြရလိမ့်မယ်။မောင်တော်ကအရင်ပတ်ကခင်တော့ခင်နေအတော်မနာနိုင်ဘူးလို့အပြက်ပြောပြီးပြီပဲ။လူဟာတဘာဝအဖြစ်ကြောက်တတ်ပါလေ။ဘာကိုကြောက်တာလဲဆိုတော့မိမိရဲ့သက်ပေးအန်ဒရယ်ကိုကြောက်တာပါ။တဏှာဝတိုင်းဟာသက်ကိုအခင်တွယ်ဆုံးပဲ။နောက်ဆုံးချိန်ထိ အသက်ကိုဖက်တွယ်ထားကျင်ကြရတယ်။မတက်သားလို့သာအသက်ကိုစွန့်လွတ်ကြရရတယ်။တက်နိုင်ရင်တော့လောကမှာဖြစ်တယ်လို့နေကျင်တော့မေ။ခြေပြက်လက်ပြက်ဖြစ်လေနေကျင်သေးတယ်။ကျိုးနေကန့်နေလေနေကျင်သေးတယ်။နူနေဝဲနေလေနေကျင်သေးတယ်။အသက်ရှင်နေသေးသမျှဘလို့ပင်နေရနေရနေရိုက်တယ်လို့အောက်မေ့နေကြရတယ်။နောက်စုံမင်းတစ်ချက်ကအသက်နဲ့လူလောက်တာမဟုတ်ဘူးဟဲ့။အရှက်နဲ့လူလောက်တာလို့ပြောကြတဲ့ချက်ပဲ။ ရှက်တက်တဲ့လူအရှက်ကြီးတဲ့လူဂုံတိတ်ခါကိုအသက်ထက်တန်ဖိုးထားတဲ့လူတွေဟာ လောကမှာအရှက်နဲ့အတကူလဲလေရှိကြတယ်ဂုံတိတ်ခါကင်းကွာခြင်းထက်တရားချင်းကိုသာပဲမျက်နှိုးလေးရှိကြတယ်လို့ အင်္ဂလိပ်တွေကဆိုပါတယ်ဒါဟာလဲတကယ့်တတိကဲမှာပြုတ်လုံနိုင်စွမ်းရှိပါတယ်ဂျပန်ဆာမူရိုင်းတွေကတော့စေပုကုဆိုပြီးမိမိဝမ်ပိုက်ကိုမိမိဘာသာခွဲတေပွဲလှလှဝင်လေးရှိပါတယ် ဂျပန်ဆာမူရိုင်းအမျိုးသမီးကြတော့ one byte အစာလေးမျိုးကိုဓာတ်နဲ့ထိုးပြီးအဆုံးစီရင်လေးရှိကြတယ်။အာကတတိပါပဲ။မြမရာဇဝင်တော့ကျွန်တော်ကတိတ်မကြည့်ငက်ဘူးဗျ။ဘယ်မင်းလက်ထက်လဲတော့မမှတ်မိဘူး။မင်းလူလင်တယောက်ကို သူ့ရဲ့တတိနဲ့ပတ်သက်ပြီးဘယင်ကပြည့်ရဲ့ပြုလီတော့မင်းလူလင်ကနိုင်ရင်ပြင်မှာသူ့ one byte ကိုဓာတ်နဲ့ခွဲဥကိုဆွဲထုတ်ပြီးနန်းတော်တိုင်းရစ်ပတ်ပြဆိုးသကိုဗျ။ သူတေတော့မှဘရင်ကဒင်းဒီတတ္တိမရှိမယူရဲမြတော်ဒီလို့မှတ်ချက်ပေးဘူးလေဒါလေးမှန်တော့ပဲဗျာတတ္တိကိုလွဲသုံးစားလို့ချင်းလို့ဆိုရမေမြမာရီဟာတကယ်မှတတ္တိရှိရဲ့လားလို့ကျွန်တော်တော့မကြခဏတန်လျောက်ဖြစ်မိတယ်လူစုလူဝေးနဲ့ဆိုရင်မိုက်ပြရဲတယ်ကောက်ယုံးမိလို့ပဲစောရာလင်မနစ်ကြီးဖောက်လိုက်ရင်မြည်တဲ့နိုင်ငံသားနဲ့အများကဆိုပြန်သည်လို့တချင်းတောင်ရှိသေးတာပဲ မြမပြင်းနဲ့ဟိမွန်နာတောင်ဟာနီနီကလေးပါဒါပေမဲ့ဒီနေ့ထီအေဝရက်တောင်ထိပ်ကိုတက်တက်ဖွဲ့ရင်းမှာဗမာတယောက်မှမပါသေးဘူးဘာမဆိုင်ညာမဆိုင်နယူးဇီလန်ကအက်ဒမန်ဟီလာရီကဟိမွန်နာတောင်ထိပ်ကိုတက်နိုင်ခဲ့တယ်ဂျပန်တောင်တက်ဖွဲ့ဝင်တွေလည်းဟိုးဝေကြီးကနေအေဝရက်ကိုလာတက်သွားကြပြီမြမကတော့တက်ကလေးရဲ့ရှင်စီလိုမြောင်နန္ဒာရင်ညူတန်းနေ မန်းတောင်ရိပ်ခိုးလို့တချင်းလေးတညင်းကြီးနဲ့မန်းတောင်ရိပ်မှာအိတ်တော်မူစေပါပဲပင်လေသမုတ်တရာအောက်ရင်ကုန်းမို့လေမြမာကဝါသနာမပါဘူးပြလေမြန်မော်ကလေရင်းမဖွင့်မဲအလွတ်ဆင်းလို့ဖို့လေစိတ်မဝင်စားဘူးကြိုက်ထင်းဦးတောင်မော်ကနေမြလူပြန်ဝဲဆင်းတဲ့ဂလိုက်တာနဲ့မြဆင်းလိုက်ရရင်တိတ်ကောင်းပါပဲဘယ်သူဆင်းမလဲမောင်တော်ကလာကြည့်ပါမေဒါတောင်ကြိုက်ထင်းဦးတောင်ထိတ်ကို စင်နဲ့ဖြစ်စေထန်းနဲ့ဖြစ်စေတက်ပြီးစွန့်စွန့်စားစားလာကြည့်ရမှာနော်စွန့်စားတဲ့နေရာမှာစောင့်ကြည့်သူ ဖြစ်နေကြတော့ဝါသနာပါဆုံးပဲမောင်တုံကဟာတိုက်ရည်ရင်103ပြည့်စင်ကပင်လေပြင်းမှာ73ရက်တိုင်တိုင် လက်ပစ်ကူးခဲ့သူပါအဲ့ဒါတတိရှိတယ်တော့မထင်ပါနဲ့ရင်နစ်တေးရမှာကြောက်လို့ပါမောင်တုံကကတေရာကိုဝါသနာမပါဘူးပြထီပေါက်တာတို့နောက်မိမယူတာတို့ကြတော့ တိတ်ဝါသနာပါလေတိတ်စွန်စားရေးလေမယုံရင်စန့်ကြည့်လေဒီအပတ်ထီ900ဝူထုတ်ထားလေတန်တိရှင်တယောက်တော့ထူးထူးခြားခြားကြားမိလေအဲ့တော့တိုင်းလုံးကျော်တင်မောကဆက်ဆရာပဲတင်မောနှစ်ခန်းကြီးရေဝင်တော့သူကစလင်ဖြစ်သူကိုကန်းကိုထုံးမောင်းငါစက်ကုံဖွင့်ပေးမယ်ဆိုပြီးရေဝင်စော့ပြုတ်နေတဲ့စခန်းထဲဆင့်သွားတယ်စခန်းထဲမှာတူတာဝင်ကိုသူ အဆုံးထိလုတ်သွားတယ် ပြန်တက်မလာတော့ဘူးသူ့မှာစခန်းကပြန်ထွက်လာနိုင်မှုမျောလင့်ချက်မရှိတာကိုသိရသားနဲ့တုတ်တာဝင်ကို သူဆက်လုသွားတယ်ဒါကိုတတ္တိမခေါ်ရင်ဘာကိုတတ္တိခေါ်ကြမလဲတန်တွဲအင်းဒီမှာပြက်ကျသွားခဲ့တဲ့ HY ATM ကလေရင်မဲတင်တင်လိုင်းလေအလားတူတတ္တိရှင်မကလေးပါပဲခီးတဲ့ရိုးကိုတက်ကဲအင်ကြီးကိုစီဝပေးပြီးနောက်နှစ်သွားတဲ့လေရင်ကြီးထဲမှာပါသွားတယ် ဒီလိုတတ္တိရှင်တွေသတင်းကိုကြားရတိုင်းတန်တအောဖြစ်ရပါလေချီကျူးရပါလေတတ္တိဆိုတာစစ်မြေပြင်ကစစ်သားသာလင်ရှိတာမဟုတ်ပါဘူးတတ္တိကိုယူဆမှနေမှာဆိုလို့ပြောရတာပါတခါတလေကတော့ခံရတာတတ္တိပါမောင်တော်ကအပေါ်သားအမေရိကန်ကောင်းဝိုင်ကားတကားကြည့်ဘူးလေအဲ့ဒီစကားမှာမက္ကစီကန်တောင်သူဦးကြီးတယောက်ဟာသူ့လေယာကွက်ကလေးနဲ့ ရွာပြင်မှာဂျုံရင်းဆိုင်နေတယ်။ဂျုံရိတ်တင်းကျင်ကြတော့မကစီကန်ဓမြတွေလာပြီးသူ့အပင်မခံလို့နှစ်ဖူးကခြွေချေမှကြသည်ထိစိုက်ပျိုးရိတ်တင်းထားတဲ့ဂျုံသီးနှံတွေကိုအတင်းအရမတင်းယူတယ်။သူ့ဝိုင်းရက်တွေလည်းပိုက်ဆံမပေးဘဲတောက်ပြစ်တယ်။သူ့တဲကကြက်ငဲ့တွေကိုလည်းဆွဲယူသွားတယ်။သူ့မိမကိုဗလက်ကာယပြုသူ့ကိုလည်းနှစ်သိနှင်းကျင့်သွားသေးတယ်။နှစ်စင်နှစ်စင်ဒီလိုပဲ။ ဂျုံပေါ်ချိန်ကြလာပြီဆိုရင်လာတောင်းကျမ်းကြတယ်။ကြာတော့သူ့ကိုတနာတဲ့ရွာသားတွေကခမည်းဘာကြောင့်ဒီလိုနှစ်စင်နှစ်တိုင်းအနှိမ့်ဆက်ခံနေရတာလဲ။တခြားသူတွေနဲ့လောက်ရာကိုပြောင်းပြီးလောက်ကန်စတော့ပါတော့လားလို့အကြံပေးတယ်။အဲ့ဒီမှာမက္ကစီကန်လေသမားကြီးကရွာသားတွေကိုပြန်ပြောလိုက်တဲ့စကားလုံးကိုမောင်တော်ကတိတ်သဘောကြမိတယ်။လေသမားကြီးကဟေးဒီမှာ ငါကဘာလို့ပြောင်းပြေရမှာလဲကွာဒါဟာငါမြေငါရာငါဒီမှာပဲနေဒီမှာပဲတည်မေသူတို့နှိမ့်ဆက်တာကြောင့်ထွက်ပြေးရတယ်ဆိုရင် သူတို့ကိုကြောက်ပါတယ်လို့ဝန်ခံရကြပေါ်မှာပေါ့ကွာအဲ့ဒီတော့သူတို့နှိမ့်ဆက်နိုင်သမျှနှိမ့်ဆက်ပါစေပေါ့ကွာသူတို့ကလှုပ်ရဲရင်ငါကခံရတယ်ကွာမင်းတို့မှတ်ထားလောကမှာတစ်ခါတလေခံရတာဟာလေတတ္တိပဲကွာအဲ့ဒါမှဇွဲတတ္တိလို့ခေါ်တယ် သူတို့ကဇွဲတက်တီမဟုတ်ဘူးကွာဖွဲတက်တီကွာဖွဲတက်တီတည့်ရလားတဲ့မောင်တော်ကတိတ်ကြိုက်သွားတယ်ဗျာဟုတ်တယ်လေလောကမှာတချို့သောလူစုကလုံရဲကန်ရဲတာမှတက်တီလို့ထင်နေကြတယ်အမှန်စင်စစ်ကြတော့လေခန့်ရဲတာဟာတက်တီပါပဲမောင်တော်က